တကယ်လို့ဒီပွဲကတည်ရတော်လကောစပါးတခုခုဒုတိယမှာပြန်လာနိုင်ခဲ့ဆိုရင်ဒီဘန်ဒန်ကာကိုမထုတ်ခဲ့တာကအဓိကအများကြီးဒီပွဲရက်လက်ကို impact ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ sports corner ကိုကြည့်ပေးနေတဲ့ညီကိုများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒါပွဲပြီး30ချက်အစီအစဉ်ကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တော်တင်ဟော့စပါအသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲပြီး30ချက်ကိုကျွန်တော်နဲ့ကိုချင်းကြီးရပဲအတူတူကတင်ဆက်ပေးမှာဖြစ်ပါတယ်ကိုချင်းကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုနန္ဒာကြီးအဲ့တော့ ဒီပွဲမှာပထမဆုံးပြောချင်တာပေါ့နော်ဟုတ်ကဲ့ဂိုးတွေအများကြီးတွင်းမယ်လို့ခံမှန်းခဲ့တဲ့ညီကိုတွေတော့တကယ်ကိုနှမျောစရာတတတအကြံခဲ့တဲ့ပွဲလို့ကျွန်တော်အရင်ဆုံးပြောချင်တယ်ဘာကြောင့်လဲဆိုတော့ဒီပွဲမှာဂိုးတွေအများကြီးကျွန်တော်မြင်ခဲ့တဲ့ပွဲဒါပေမဲ့တကူပဲမြင်ခဲ့ရတယ်ဗျာဘောလုံးပွဲမှာအဲ့လိုပြီးတော့ဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာ Chelsea နဲ့ပဲစကြင်တယ်ဘာလို့ Chelsea က big chance တွေအများကြီးရခဲ့တယ်အခွင့်အရေးတွေအများကြီးဗျာကိုချင်းကြီးဒီပွဲမှာ Chelsea ရဲ့ခြေစွမ်းပေါ်စပြီးတော့တုံးသက်ပြီပေါ့ဟုတ်ကဲ့ပါ အဲ့တော့ Chelsea နဲ့ Marsca ကသွားနောက်လို့မရတော့ဘူးဗျာ။ဘာလို့သွားနောက်လို့မရတာလဲလို့ပြောရရင်အသင်းကြီးချင်းချင်းတွေ့တဲ့ပွဲတွေမှာပဲ။ဟုတ်ကဲ့။ကျွန်တော် FIFA Club World Cup မှာအဲ့ဒါစပြီးတော့ဟိုတတိထားမိသွားတာပေါ့။ဟုတ်ကဲ့။အဲ့ VCJ ကိုကွန့်လိုက်ပို့ပြီးတော့အဲ့ right back နှစ်ယောက်ရှိတယ်သူ့မှာအဲ့နှစ်ယောက်လုံးကလည်းကောင်းတယ်။အရင်ပြီးခဲ့တဲ့ရာသီကသူအဲ့ဒါတရာသီလုံးအပြေရှာပြီးတော့နောက်ဆုံး Club World Cup မှာစပြီးသုံးလာတယ်။ Gusto ညာနောက်ခံနေရမှာသုံးတယ်။ ကွမ်းလဲမှာရီစီဂျင်းကိုဂိုက်ဆီရိုနဲ့တွဲပြလိုက်တဲ့အန်โซဖရီရိုပုံစံမျိုးနဲ့နေရာစုံကိုနံပါတ်10လို့မှာလုံးဝဖရီရိုပေးလိုက်တယ်ဗျာကွမ်းလဲကိုဖြည့်ဖြည့်တောင်မန်ထွက်အထွက်ရှေ့မှာ force nine ပုံစံမျိုးဝင်ကန်ကန်ကြိုက်တဲ့နေရာရွေ့အဲ့လိုပုံစံထားလိုက်တဲ့ချိန်မှာကွင်းလဲလဲမာသွားတယ်အလုလုပုံတွေရီစီဂျင်းကွင်းလဲရကနေဘောလုံးတွေထိုင်ဖြတ်ဂိုက်စီတို့ကထိုင်ဖြတ်အဲ့ဒါကြီးကအဲ့ကွင်းလဲအလုလုပုံကဘယ်ပြိုင်မက်ကုန်ဆိုလာရှင်းကစားလို့ရတယ်ဟုတ်ကဲ့ဟို transition တွေလဲအားကောင်းတယ်ကွင်းလဲရီစီဂျင်းရဘောလုံးကိုစိတ်ကြိုက်ဖြတ်နိုင်တယ်စိတ်ကြိုက်ကင်နိုင်တဲ့အတွက်ကြောင့်အလုလုပုံတွေကအရန်အားကောင်းသွားပြီးတော့ အဲ့လိုပုံစံနဲ့ Chelsea ကအသင်းကြီးတွေနဲ့တွေ့တိုင်းရင်ဆိုင်တယ်ဒီအသည်ဘိုင်မြူနစ်နဲ့ချန်ပီယံလိဂ်ပွဲတော့ကစားထားတယ်ရှုံးထားတယ်ဆိုပေမဲ့ကစားပုံရင်းကမဆိုးကျွန်တော်သဘောကျတယ်ဟုတ်ကဲ့ Club World Cup မှာ PSG ကိုဘယ်လိုရိုက်သွားလဲဆိုတာပဲကြည့်လိုက် PSG ဘာမှကိုလုံမရတာလုံချင်တာဘာမှလုံလို့ကိုမရတော့ဘဲနဲ့ Chelsea ကတကယ်တော့ဖာမာပိုင်ဒီပုံစံကတကယ်ကွက်တီပဲ Chelsea နဲ့အရန်ကိုလိုက်တယ်အရန်ကြောက်ဖို့လဲကောင်းတယ်အဲ့ transition တွေဘောလုံးကင်ထားတဲ့ချိန်တွေ ဘောလုံးပြိုင်ဘက်ဘောလုံးပြတ်သွားတဲ့အချိန်မှာ Chelsea ရဲ့ counter ပြန်ဝင်လာတဲ့ဟာတွေပြီး flat နေရနေနေရယူပြီးတော့တူဝါယိုဝန်ကောင်းကောင်းနဲ့ယုံသွားတဲ့ပုံစံတွေကအဲ့တော့အတင်းကြီးချင်းချင်းတွေ့ရင် Chelsea ကိုသွားနောက်လို့မေးတကယ်မရတယ်သူတောင်းမှန်နေရလေတအားယုံနိုင်တာဒီဂန္နာချိုတို့နက်တိုတို့ကြည့်မလားဝင်လာမဲ့ SD Val တို့ Gideon တို့ကြည့်မလားတအားယုံနိုင်တယ်အခုကပြဿနာဖြစ်နေတာကပါမမပါရတော့ကြာ creative ဘိုင်းမှာ အားနေနေတယ်ပြီးတော့တိုက်ဆက်ဘိုင်းမှာချောင်းဘက်တို့တယောက်သေးကိုပဲသူ့ရှေ့ကနေယုံအားကိုပဲမိခိုးနေရတယ်ဒီပွဲမှာတော့ ျွန်တော်ဒါရှေ့ပွဲတွေမှာပြောခဲ့သလိုပဲပြီးခဲ့တဲ့ဘက်က review မှာပြောသလိုပဲဆလန်နဲ့ပွဲမှာ Maggie ကိုဒါအားကိုးရမလားဆိုပြီးတော့တုံးလိုက်တယ်အဆင်မပြေသွားဘူးအဲ့ပွဲမှာတိုက်စစ်ကတော်တော်လေးဝိသွားတယ်ဒီအမှားကိုထပ်ပြီးတော့မလုပ်လာတော့ဒါမှစကကျွန်တော်ချီးကျူးတယ် Maggie ကိုပြန်ခောက်လိုက်ပြီးတော့ဒီကွန်းလိုက်မှာ receive ကိုထည့်တယ် Aso ကိုနံပါတ်10လို့မှာပုံစံမျိုးပေးလိုက်တယ် free throw ပေးလိုက်တယ်ဂျောက်ဘတ်ရိုးရှေ့မှာထားဂျောက်ဘတ်ရိုးကလည်း6ပွဲသက်တိုက်ဂိုးပေါက်ပျောက်နေတဲ့ကစားမှာဒါပေမဲ့ဒီပွဲမှာတော့ ါ big game player လို့ပြောလို့ရတယ်ပွဲကြီးတွေမှာ तू ပိုရုံးကစားရပြပိုအလုပ်လုပ်နိုင်တယ် तू ဘာလဲဆိုတော့ပြသွားတယ်တကယ်တမ်းပြောမယ်ဆိုဒီပွဲမှာ Chelsea အကောင်းဆုံးစားမှဂျာဟိုဘတ်လိုပဲဒီထက်ပိုပြီးရလာတဲ့ခွဲတွေဒါ goal အဖြစ်ပြောင်းနိုင်ခဲ့ဒါဂျာဟိုဘတ်လိုရဲ့ပွဲလိုတော့ပြောရမှာဒါပေမဲ့၅ချိန်လောက်ကန်တာမှာတကူပဲရသွားတယ်၂ချိန်၃ချိန်လောက်ကိုပြန်ပြီးခုံးသွား Victory ဆေးသွားတယ်ဒီပွဲကတကယ်တမ်းပြောရမယ် Mount the match က Victory ကိုပေးရမှာရှုံးနေခဲ့လို့ဒါမရှုံးသွားဘူးဆို Victory ရဲ့ last run က တပွဲလုံးမှာကာကွယ်မှု၈ကြိမ်တော့လုပ်သွားဆိုတော်တော်ကောင်းတယ်ပြီးတော့ Chelsea နဲ့ပတ်သက်လာရင်ချီးကျူးရမှာတော့ကျွန်တော်တို့ Kaiser လိုပဲတပွဲလည်းမဟုတ်ပါဘူး Chelsea ပိတ်သက်တွေကိုကိုနန္ဒာတို့ရောအားလုံးလည်းပြောနေကြကျင်း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 နဲ့ Kaiser တို့ကပိုသေးကြလာတယ် Chelsea ရဲ့လုံးဝ key player ကဒီချိန်မှာဖာမာထက်တော့ပိုပြီးအရေးကြီးလာပြီသူပါခြင်းနဲ့သူမပါခြင်းညမှာတော်တော်ကွာလိမ့်မယ်လို့ထင်တယ်အစုံနှလုံးနဲ့အရင်က Candy တို့အလုပ်လုပ်နေသလိုမျိုး तू ကတပွဲလုံးရဲ့ engine ပဲဗျာ ကွင်းလယ်မှာသူရှိနေတာကိုအသေးရခံစစ်ကြောင်းကိုအများကြီးကာပါလုံးပေးနိုင်တယ်ပြီးတော့ကွင်းလယ်ကစားမတွေကစားပေါက်ခြောင်ဖို့တတောင်းတာဖြစ်ဖို့သူပြက်ဘေးကနေဝိုင်းကူပေးထားတယ်ပြတိုက်စစ်ကိုလည်းလိုအပ်ရင်ဒီအာဒီမှာတုံးကိုလည်း outside the box ကနေအဝေးကန်ချက်တွေနဲ့တွဲနေဒီဘက်မှာရခဲ့တဲ့အဖွင့်ကိုကြည့်လိုက်သူ့ရဲ့ present block ကောင်တစ်ချိန် press လုပ်တယ်ဘောလုံးရတယ်ဒါပေမဲ့အသင်းဘော်လေးချင်းချင်းနားလည်မှုလွဲတယ်ဘောလုံးပေးတာလွဲတယ် van diven ပြန်ရသွားတယ်အဲ့ van diven ကိုတက်ထောက်ပြီးတော့ press လုပ်တာ van diven ဘာမှလုံးမရဘဲနဲ့ဘောလုံးပြတ်သွားတယ်ပြီးတော့ AI ဆွဲဝင်လာတဲ့အချိန်မှာလည်းနှစ်ယောက်လောက်လူကတ်နေကြဟန်ချက်ပြက်နေကြတယ်ရောင်းပေးသွားဆိုတတော်ကောင်းလေဒီရသည်ဂိုင်စီတို့ကတိုက်စစ်လာတိုက်စစ်ရောခံစစ်ရောဆွဲစုံလဲရတယ်တတော်လဲမာတယ်အကြမ်းလဲခံတယ်ဆိုတော့ လက်ရှိ Premier League ရဲ့အကောင်းဆုံးကွင်းလှယ်ကစားအဖြတ်ကစားမတွေတယောက်လို့ပဲပြောရမှာဟုတ်ကဲ့အားလုံးကပြောနေကြပါဘောနော် Kaiser နဲ့ Declan Rice Group ပူကောင်းလဲပေါ့နော်ကျွန်တော်အဲ့မိကွင်းတော့ကျွန်တော်မှတော့အဖြေရှိပြီးသားဟာအဖြေရှိပြီးသားဆိုတာဘသူပူကောင်းနေအောင်နှစ်ယောက်လုံးကောင်းနေရဘာကြောင့်လဲဆိုတော့ Declan Rice ရဲ့ပုံစံကကြတော့ Ball Carrying တို့ Holding တို့မတူဘူးဗျ DM ဟောစုပေါင်းပို့သွားတာ DM မှာကကစားပုံမတူကျွန်တော် DM ဆိုလို့ DM ကို level တစ်ခုနဲ့ scale တစ်ခုနဲ့ set တစ်ခုနဲ့သွားလို့မရဘူး DM က၄မျိုးလောက်ရှိတယ် ဟိုးဒင်းလားတက်ကလာဒီဒက်စရိုက်ယာပေါ့နော်ဒက်စရိုက်ယာလား creativity လားအများကြီးပဲ DM မှာအလုပ်တွေအများကြီးပဲအခုဆိုရင် modern log မှာဆို box to box လို့တောင်ကျွန်တော်တို့ကပြောလို့ရတယ် DM စစ်စစ်ဆိုပြီးတော့ထိုင်ဖြတ်နေလို့လည်းမပြီးတော့လက်ရှိ premier league မဟုတ်ဘူးလက်ရှိကမ္ဘာပေါ်မှာအကောင်းဆုံး2ယောက်က declaration နဲ့ဒီကျွန်တော် sky zero လောက်ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့နှစ်ယောက်လုံးကိုကြိုက်တဲ့ထဲမှာပါတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးအငင်းပွားစရာမရှိဘူးလက်ရှိအကောင်းဆုံးနေပေါ့နော် rodri ကြလာတဲ့အချိန်မှာသူတို့နှစ်ယောက်ပြန်ထိုးထောင်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကတော့ မိုက်တယ်နောက်ပြီးတော့ကျွန်တော် stats တွေပြောလို့မရှိဘူးဘူးเนาะကျွန်တော်တိတ်ပြီးတော့ပြောပေးမယ်ဒီပွဲမှာနည်းနည်းပြောချင်တယ်ဘာကြောင့်လဲဆိုတော့ Chelsea ကဒီပွဲမှာ expected win ကို3.68ရှိတယ်3ကု4ကုလောက်အသာလေးရခဲ့သင့်တယ်ဒါ stats အရာလည်းမဟုတ်တကယ်ပွဲကြည့်လိုက်ရင်လည်းအဲ့တိုင်းပဲအနည်းဆုံး3 z 4 z လောက်နဲ့ပြက်ပြက်တော်တော်နိုင်ခဲ့ရမှာခုနကကိုချီပြောခဲ့ Vicario အရန်ကောင်းနေလို့ဗျာသိလားဟုတ်တယ်နောက်ပြီးတော့တစ်ဖက်အသင်းကို expected ကို0.10ပဲပေးရတယ်မရတဲ့လောက်ပဲအဲ့တော့စဖားတော်တော် အဆင်မပြေဘူးနော်စပါရဲ့ကစားကုတ်ပေါ့စပါရဲ့ပုံစံရောကကျွန်တော်ထင်ထားသူလည်းမကောင်းဘူးရှင်းဝန်တာဂက်ဆိုတဲ့တစ်ချိန်ပဲရှိတယ်ဘေးချန်0ချယ်ဆီကဘေးချန်6ချိန်ထိရခဲ့တယ်ရှင်းဝန်တာဂက်တသင်းနဲ့9ချိန်ထိရခဲ့တယ်အဲ့လိုအနေထားတွေကချယ်ဆီကအရန်ကိုဒါပွဲချီးဒီမှာကိုချင်းပြောလို့အရန်တတိထားဖို့ကောင်းတဲ့အသင်းဖြစ်လာပြီပေါ့နော်အဲ့တော့ဒီချယ်ဆီရဲ့ဒီပုံစံလာရနောက်ပြီးတော့ချယ်ဆီရဲ့လက်ရှိပြောနေကြတယ်ပေါ့နော် နတူသိအားမရဘူး SC1 ဝင်လာတဲ့အချိန်မှာပို့ပြီးတော့အသင်းအတွက်ပို့ပြီး import ဖြစ်တယ်ဆိုတော့ဟာလေးတွေအဲ့အနေထားတိုက်စစ်စုဖွဲ့မှုတွေမှာဒီလိုဂူးမရတဲ့အကြောင်းရင်းတွေမှာကိုချင်းကြီးရဲ့အားနဲ့အားနဲ့ချက်လေးအမြင်လေးပေါ့နော်ဘယ်လိုပြောမလဲနည်းနည်းလေးဆွေးနွေးပေးပေါ့ဟုတ်ကဲ့ပါတောင်ပံမာကတော့သူ့မှာနှစ်သိန်းဟို၄ယောက်ရှိတယ်ကြိုက်တဲ့လူ၃လို့ရတယ်ဒါပေမဲ့ SC Vaughn နဲ့ Gideon ကဒီနှစ်မှာအသင်းကိုရောက်လာတဲ့ဒီလူငယ်အလေးတွေဖြစ်တဲ့ကြောင့်အသင်းနဲ့အသားကြဖို့လိနဲ့အထိုင်ကြဖို့သူတို့မှာရှိနေတာပေါက်ကွဲအားရှိတယ် အဲ့ပေါက်ကွဲရအောင်တော့မြင်တယ်လူလဲလူချင်းတယ်ဒါပေမဲ့တစ်ချိန်လုံးမှာကျွန်တော်ပေါက်ကွဲရတစ်ခုနဲ့ပဲသွားနေလို့မရအောင် netto ကိုကြတော့ဘယ်အချိန်မှမဘာလို့ရမလဲပေးမရလိဂျောနဲ့တယ်လို့ပြောလို့ရရပါတော့ပွဲတိုင်းမှာတော့ netto စီကနေဒီပွဲမှာဆိုရင် netto ရဲ့အကောင်းဆုံးခြေစွဲမဟုတ်ခဲ့ဘူးဒါမှန်ပါတယ် SD Vao ဝင်လာတဲ့ချိန်မှာသူကပို့ပြီးတော့ပောက်ခွဲရတခုနဲ့ပူယုံပြနိုင်ရတာမျိုးမြင်ရတယ်။ဒါပေမဲ့ SD Vao တို့ Gideon တို့ကအဲ့လို Super Sub နဲ့ပူလိုက်နေရလို့ခံစားရတယ်။ဟို Liverpool ကိုနိုင်ခဲ့တဲ့ပွဲပုံကြည့်မိနစ်80ကျော်လာပြီ Liverpool ကလည်းတိုက်စစ်ကိုတောက်လျှောက်တင်လာတယ်။အဲ့ဒီချိန်မှာ မာရက်စကာမှာလည်းလုတ်เสียတာပဲရှိတော့တယ်ဒီတောင်မှာနှစ်ဖက်လုံးအပြောင်းလဲလုပ်လိုက်တယ်အဲ့ဒါကပဲလီဗာပူးပြန်ပြီးတော့ကစားရေဆိုင်ရခတ်သွားပြီးတော့အဲ့ဒီပေါက်ကွဲရအောင်မထိတ်နိုင်တော့အဲ့တော့မိနစ်80 60နောက်ပိုင်း80နောက်ပိုင်းမှာပြိုင်မက်ဒီကစားကြလာမယ်အချိန်မှာ SG ဘာတို့ဂစ်တန်တို့လို့ပေါက်ကွဲရကောင်းတဲ့တောင်ပံတွေထည့်ပြီးတော့ပြိုင်မက်ကိုအချိန်ကိုက်ဒုက္ခပေးတယ်ဒီအကောင်းဆုံးစူပါဆက်ဆိုတဲ့လက်နက်တစ်ခုကိုလည်းဒါဘာစကလိုချင်ပုံရတယ်ကျွန်တော်အဲ့လိုမြင်တယ်လက်ရှိပုံစံနဲ့အလုပ်ဖြစ်တယ်လို့မြင်တယ် အမှန်တိုင်းပြောရရင်တော့ကွင်းတွင်းမှာ first line ကဝင်နေတဲ့ဂန္ဓာချိုတို့နက်တိုတို့ရဲ့ဆွမ်းဆောင်ရင်နဲ့အရန်ကဒီ SG Vao တို့ရဲ့ဆွမ်းဆောင်ရင်အများကြီးကွာနေရမျိုးပုံ level ချင်းတခြားသင်းတွေမှာဆို first line နဲ့အရန်ကြားမှာ level ချင်း performance ကြီးကကွာတယ်ခြေစစ်ဒီတောင်ပံ့နေရာမှာတော့ performance ကြီးကအရန်ကြီးမကွာဘူးအေဂစ်ဒန်ကတော့မှန်တယ်ပွဲထွက်ပေးလိုက်ရင်တဲ့ယုံကြည်မှုမရှိတာမျိုးလူစားဝင်နေနဲ့ပိုကောင်းနေတာမျိုးတော့ဖြစ်ကောင်းဖြစ်နိုင်တယ် SG Vao ကတော့ ွဲထွက်နေနေလဲကောင်းတယ်လူစားဝင်လာလဲကောင်းတယ်ဒီလူငယ်လေးကတော့သိကြပါလားဒီယုံကြည်မှုဒီတိုးတက်မှုလေးတဲ့သွားမယ်ဆိုရင်တော့လာမယ့်နှစ်နှစ်သုံးနှစ်လောက်တည်းမှာကျွန်တော်တို့ဒါကမ္ဘာဘောလုံးဆက်ခုံပေါ်မှာချဲစီရအတောက်ပါတော့လူငယ်ကျယ်ဝင်းတယောက်တောင်ဖြစ်လာနိုင်တယ်တကယ်ကြည့်လို့ကောင်းတယ်ဗျာချဲစီရဒီလူငယ်တွေအားလုံးနဲ့ဒီယုံအားကြီးနဲ့တိုးအားကြီးတဲ့အကြောက်လက်မရှိကစားနေရကြီးကတော်တော်ကြောက်ဖို့ကောင်းတယ်ဒါကချဲစီအရန်ကောင်းလွန်နေရလဲပါတယ်လို့တစ်ဖက်မှာစပါးရော့နေဦးနာကုဏနာပြောဆိုစပါးရော့နေရကြောင်းလဲပါပါတယ်ရိုမေရိုမပါတဲ့ခန်းစစ်ကဘလို့မှအဆင်မပြေဘူးဗန်ဒီဗန်ကိုရန်ကိုက ဟို individual error တွေခဏခဏလုပ်နေရကြီးအဆင်မပြေဘူးညာပေးလိုက်ရတဲ့ကိုကလည်းမဖြစ်တဲ့နဲ့ကိုခံစစ်အမှားနေပြီးတော့ relay ကူကူကြီးပေးချလိုက်ရတာဆိုတော့ဒီခံစစ်နဲ့ဒီပုံစံကတော့တော်တော်အဆင်မပြေဘူး꽌လဲမှာလဲဒီ Thomas Frank ကိုလည်းစိုးရင်စိတ်တွေများပြီးတော့ Pelinia ရော Pandanga ရော Papisa ရော Banve ရောဒီ꽌လဲမှာစနမီဖီကစားနိုင်တဲ့ကစားမ၄ယောက်လောက်သုံးလာတာကြီးရလဲအသင်းရဲ့ဒီ꽌လဲနဲ့ဘယ်လိုပြောမလဲ တိုက်စစ်ကဲ့ကွင်းလယ်နဲ့ရှိတ်ကိုနည်းနည်းလေးပြက်သွားစေလို့ထင်တယ်ဗောနော်တိုက်စစ်ပိုင်းမှာမူဝါနီနဲ့ခူဒူးစ်နဲ့နှစ်ယောက်ထဲနဲ့ဘာမှလုပ်လို့မရအောင်ဆော့စစ်စီဘက်ဗဲနာသွားပြီးတော့ဇာဗီဆိုင်မွန်ထည့်လိုက်တော့လဲဘာမှတိတ်အင်ဘတ်မမြင်ဘူးဇာဗီဆိုင်မွန်ကိုယ်တိုင်လည်းအခုထိမြင်ရသလောက်ပြောရရဲ့ပရီးမီးယားလိမှာလုံးလုံးကြီးအံဝင်သေးဘူးလို့မြင်ရတာပဲဟုတ်ကဲ့အာတောမတ်စ်ဖရန်လက်ထဲမှာကျွန်တော်တို့ထင်ထားသလောက်တော့မကောင်းလာဘူးဗျာတိလားဟုတ်ရမှတ်လေးတော့ရလာတယ်ဒါပေမဲ့အသင်းကအရင်ကြီး တက်လာတာမရှိဘူးနောက်ပြီးတော့ဒီပွဲမှာအဓိကပြဿနာသူတို့ပြီးခဲ့ရာသီကလည်းလူမဆုံတာခံစက်ကအဲ့ဒီဖန်ဒီဘန်ရိုမဲရိုပြဿနာအူဒိုဂီမပါနိုင်တဲ့ပြဿနာနောက်ပြီးတော့စပန့်စ်ကလည်းကျွန်တော်တို့ထင်တော့တော့မဟုတ်သေးဘူးဗျာလူငယ်ကစားတော့မှပဲရှိတယ်သူအများကြီးအားကိုးလို့မရဘူးအဲ့တော့ကွန်လင်ကဘန်နေကာနဲ့ပေါ်လင်ညာကတော့ပေါ်လင်ညာကတော့ခြေစွမ်းမဆိုးလို့ပြောလို့ရရပါတော့ဒါတော့ပေါ်လင်ညာလေးရထားလို့ကိုင်းလင်ကနည်းနည်းလေးတောင့်တင်းသွားတာပေါ့နော်အဲ့တော့တစ်ဖက်မှာစပါလိုအပ်ချက်တွေတော်တော်ရှိရယ်ချယ်ဆီကတော့တော်တော်လေးအားကောင်းလာတဲ့ပုံစံတွေ့ရတယ်လားအဲ့လိုဆိုရင် ဒီကျွန်တော်လီးပြိုင်ဝဲလို့ရေရှည်မှာတော့ဒီကလေးနဲ့တိတ်ပြီးတော့အဆင်ပြေဘူးမလွယ်ဘူးပေါ့နော်ဒါပေမဲ့ကိုချင်းပြောကတခုရှိတာချက်စင်းကိုကြည့်တာမိနစ်60လုံးကစားကြောက်ရတဲ့ကစားမှာတရားမှမရှိဘူးညာသိလားဟုတ်ကဲ့လူငယ်တွေဆိုတော့လုံးဝပြ explosive ဖြစ်တယ် dynamic ဖြစ်တယ်အကုန်လုံးကစားမတွေအကုန်လုံးအဲ့ဒါကချက်စင်းတို့အရင်အားရစရာကောင်းတယ်ပြိုင်မဲ့အသင်းကြမသွားနဲ့တော့ကြပြီးဆိုတော့ပြင်းမှာအဲ့လိုပုံစံမျိုးပြဟိုအရှိန်ကိုနောက်ဆုံးမိနစ်ထိကိုအဆုံးတင်ထားတာဂီယာကိုအဲ့တော့ချက်စင်းကိုအဲ့ဒါကြောက်ရတယ်ဆိုတော့ ်ချက်စီကဒီပုံစံနဲ့ဆိုရင်ကျွန်တော်တို့ပြိုင်ပွဲကြီးတွေပေါ့နော်ရှုံးထွက်ပွဲစဉ်တွေအဲ့လိုမျိုးကပ်ပွဲတွေမှာရောပို့ပြီးတော့မျောလင်းလို့ရနိုင်တာကိုရှင်တေးကြတာပေါ့ဒီလိုတရာဒီလုံးသွားတဲ့မာရသွန်လိုမျိုးသွားနေရတဲ့ပရီးမီးယားလီဂ်လိုပြိုင်ပွဲမှာကြောင့်ပွဲတိုင်းကိုဒီအချိန်တစ်ခုနဲ့ဒီပုံစံကြီးနဲ့ပြိုင်ပွဲတွေကလည်းရိပ်မိနေတယ်။အချို့ပွဲအချို့အသင်းတွေဆိုရင်ထိမ့်တက်တဲ့အသင်းတွေဆိုဒါစပါကဒီမှာဟိုနီးပြူပါပိုင်းကထိန်းကစားဖို့တွေအရန်ဟိုပြောမလဲဒီပွဲမှာယော့ခဲ့တာပေါ့နော်။ ချဲစီရဲ့ဒီ momentum နေချဲစီလှုပ်ချင်တဲ့ပုံစံကိုလိုက်ပြီးတော့ပေးမလှုပ်ဖဲနဲ့သူတို့သာတကယ်သာပပနဲ့နဲ့ထိန်းချုပ်နိုင်ခဲ့မှာဆိုချဲစီစိတ်ကြိုက်ကစားခွင့်မရအောင်ဆိုဘာလုပ်မလဲဆိုတော့ပြဿနာရှိတကယ်တပွဲတို့တွေမှာကြာတော့အဲ့လိုမဟုတ်ဘူးချဲစီရဲ့ဒီတပွဲတို့ကစားလာလဲနီးပြူအောင်ထိန်းရတာမလွယ်ဘူးကျွန်တော်တရားဒီလုံးမှာကကြာတော့ချဲစီရဲ့မတူညီတဲ့ကစားပုံတွေရှိနေတဲ့အသင်းတွေအားလုံးနဲ့ကစားတာဥပမာအာဆနယ်ကိုတစ်မျိုးကစားရတယ်မန်စီးတီးကိုတစ်မျိုးကစားရတယ်လီဗာပူးကိုတစ်မျိုးကစားရတယ် ့ဒီပုံစံတစ်မျိုးနဲ့ပဲခြေစီးရကြတော့သွားတယ်ဟုတ်ကဲ့အတူပဲမလွယ်ဒါပေမဲ့တပွဲချင်းသွားတဲ့ပွဲတွေမှာကြတော့ခြေစီးရဒီကစားအားလေးလှုပ်အားနှုံးလေးကွင်းလေဟန်ချက်ဒိုင်စီတိုတို့အန်ဆိုတို့ရီစီချင်းတို့ကွင်းလေနေထိမ့်ပေးထားနိုင်တာလေသူရခံစစ်ကတော့အားနည်းနေတယ်အဲ့ခံစစ်အားနည်းနေတော့မပေါ်အောင်ကွင်းလေနေတိုက်စစ်ကဖာပေးသွားတယ်အလုပ်လုပ်ပုံတွေကတေးကြပါတယ်မနှစ်ကလည်းဒီလို FIFA Club တွေရခဲ့တယ်ကွန်ဖရင့်လီတွေရခဲ့တယ် တော်နာမန့်အနေနဲ့ပို့ပြီးအလုပ်ဖြစ်ခဲ့တဲ့ Chelsea ကဒီနှစ်လည်းအဲ့တော်နာမန့်နေမှာပဲကျွန်တော်တို့အဓိကစောင့်ကြည့်ရတာပြည်တွင်းဖလားတွေ Champion League တွေအဲ့ဖလားပြိုင်ပွဲတွေမှာတော့ Chelsea ကတေချာပေါက်ကျွန်တော်တို့တော့ကျွန်တော်တော်တော်စိတ်ဝင်စားတယ်ဒီနှစ် Chelsea ဘာထပ်လုပ်ပြအောင်လဲမာစကာနဲ့ Chelsea ဘာတွေထပ်ပြီးတော့ယူလာပေးအောင်လဲဆိုတာစိတ်ဝင်စားပါဟုတ်ကဲ့ဘာပြော Chelsea ကတော့ကျွန်တော်တို့ကိုအမြဲတမ်းရှားတာတွေအမြဲပေးတဲ့အသင်းပေါ့နော်မထင်ထားရင်မထင်ထားလို့လုပ်ပြရဲဆိုတော့ကျွန်တော်တို့ဒါနောက်ထပ်မေးချင်တာကဒီပွဲမှာတော့ controversy ရှိခဲ့တယ်ဖောင်းနေတဲ့အရန်များခဲ့တယ်ဟိုဘယ်လိုပြောရလဲ ခဏခဏကစားလုံးမတွေအချင်းများတယ်ပေါ့နော်အဲ့ဒါဓာတ်တွေကိုလည်းတော်တော်လေးကင်တွေးရခက်ခဲတယ်ပေါ့နော်အဲ့တော့ Chelsea ရဲ့ discipline ဘိုင်းမှာရောကိုချင်းကြီးနဲ့နောက်ပွဲတွေမှာပို့ပြီးတတိထားဖို့လိုတယ်ထင်လားပေါ့သိကြပါတယ်ဒုတ်တက်ဖို့လိုနေတယ်ကျွန်တော်အားလုံးပြောနေသလိုပဲဒီမှာဒီရဒီမှာဆို Premier League မှာအနီးကပ်3ချိန်အောင်ထိထားတယ်ဒါပေမဲ့ဒီပွဲမှာ discipline ဘိုင်းရဆိုရင် Chelsea ကတော့နဲ့နာခဲ့ဟို Bandanga Risicheng ကိုဖြတ်လိုက်တဲ့ဖြစ်ရဆိုရင်အနီးကပ်ပြတဲ့ဖြစ်သိချပါတယ်သိချပါတယ်ဟုတ်ဟိုသူရွေချက်တော့အရင်ကြီးပါပုံတော့မရဘူးဘောလုံးကိုရဖို့တော့ဝင်ပြီးတော့ လူလိုက်တာပဲဒါပေမဲ့အဝင်ကတော်တော်ကျန်တယ်တော်တော်ကြီးအားပါတယ်အချိန်ကတော်တော်ပါတယ်ရီစီဂျင်းရဲ့ဘောလုံးထုတ်လိုက်တဲ့အချိန်မှာဘောလုံးကိုမထိပဲနဲ့ရီစီဂျင်းရဲ့ခြေချင်းဝစ်ကြီးကိုတဲ့တဲ့ယူနင်းချမိလိုက်တာစောင့်ပြီးနင်းလိုက်တယ်လို့ဖြစ်သွားဆိုခိုက်တဲ့ဒါရီစီဂျင်းတော်တော်လေးကန်ကောင်းသွားတာဒီလိုအခြေအနေမျိုးကကံမကောင်းဘူးဆိုရင်50 50ကျွန်တော်ပြင်းပြင်းထန်ထန်ထန်ရသွားနိုင်တဲ့ခြေနေမျိုးအဲ့တော့ဒီမှာလဲ VAR ရဲ့အလုပ်လုပ်ပုံတွေဒီလောက်ပြင်းထန်နေတဲ့ဖြတ်ထုတ်မှုကိုကွလက်တိုင်းမမြင်ဘူးဆိုရင်တော့မှ VAR ကနည်းနည်းလေးပြန်ယူပြီးတော့ check လုပ်ပြီးတော့ ဘေးရပြန် check လိုက်တယ်လို့လည်းကျွန်တော်တို့ဒါပြီးရုပ်သံအနည်းမှာပြန်ပြီးတော့မြင်ရတယ်ဒါပေမဲ့ကွလက်ထံကို interval လောက်တာမျိုးဟိုတခုခုအကြောင်းကြားတာမျိုးဒါကို page side monitor ကိုသွားကြည့်ပါဆိုတာမျိုးညွှန်ကြားတာမျိုးမရှိဘူးဘေးရကိုယ်တိုင်ကဒါကိုလစ်လူရှုပေးလိုက်တယ်โอเคအဆင်ပြေတယ်ဟိုဝါကက်လောက်နဲ့ပဲပြီးတယ်ဆိုတာမျို ကျွန်တော်အမြင်မှာတော့ဒါဒါရဲ့အနီကပြလို့ရတယ်ဗျာအဝါကက်လောက်ကအရန်ပျော်လောနေဒါမျိုးကြတော့ဒီမှာတော့စပါတတာရသွားတယ်ဒီဖြစ်ရမှာတော့ဖန်တန်ကနီးခဲ့တင်တယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဓိကအဲ့ဒါပါပဲတစ်ခါကြာတယ်လူတွေကဟိုမှာ Chelsea အနီကတွေထိနေဆိုတော့ Chelsea ကျန်းနေ Chelsea ကစားပုံက Desperation စီကံပိုင်းတွေအရန်ဆိုးနေလို့ကျွန်တော်တို့တွေလည်းပြောပါတယ်ကျွန်တော်တို့လည်းပြောဒါပေမဲ့တကယ်နစ်နာရတဲ့အချိန်ကြတော့ဟိုဟိုဘယ်လိုပြောမမြင်ကြဘူးပေါ့နော်ဒီဘက်မှာဆို Chelsea ကပူပြီးတော့နစ်နာတယ်ဒါနိုင်သွားလို့နော်ရလက်က Chelsea က1-0နဲ့နိုင်သွားလို့တကယ်လို့ဒီဘက်က တည်ရတော်လကောစပါးတခုခုဒုတိယမှာပြန်လာနိုင်ခဲ့ဆိုရင်ဒီဘန်ဒန်ကာကိုမထုတ်ခဲ့တာကအဓိကအများကြီးဒီပွဲရက်လက်ကို impact ဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့အခုချယ်ဆီနိုင်သွားတော့ပြဿနာမရှိဘူးဘန်ဒန်ကာထုတ်ချင်းမထုတ်ချင်းကအဲ့လောက်ထိပွဲပေါ်မှာမတက်ရောက်တော့ဘူးဟုတ်ကဲ့အဲ့တော့တကယ်လို့သာချယ်ဆီသာသုံးမှတ်မရခဲ့ဆိုချယ်ဆီသာတော်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 နစ်နာသွားမှာဟုတ်ကဲ့ဘာပဲပြောချယ်ဆီကတော့ဒီချန်ပီယံပြေးလမ်းမဟုတ်တော့မှကျွန်တော်တို့ဒီချန်ပီယံလိမ့်မှာတော့ ပြန်ပြီးတော့ဝင်လာဖို့အတွက်အခြေအနေပြန်ကောင်းလာပြီစပါးနဲ့ရောက်လာပြီဟုတ်18မှာ18မှာအတူတူနဲ့ဒါပရီးမီးယားလိဂ်ကတကယ့်ကိုပြန်ဆိုင်မှုပြင်းထန်လာပြီပေါ့စပါးတဲ့ဒီတဲ့အများကြီးပြန်ကောင်းလာဖို့လိုတယ်ချယ်ဆီတဲ့ဒီလိုရလက်တွေဒီလို attacking fluid ဖြစ်နေရတယ်ဒီပုံစံတွေဆက်ထင်းပြီးတော့ရမှတ်ကောင်းနေရဖို့ကျွန်တော်လည်းမျှော်လင့်မိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောရလဲမြားပြီဆိုတော့ကျွန်တော်တို့ဒီစီဒီမှာပဲရက်ပြီးနောက်ထပ်တပွဲဆက်ဆွဲကြတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကျွန်တော်တို့ Tottenham Hotspur နဲ့ Chelsea တို့ရဲ့ပွဲပြီး၃ချက်ဖြစ်ပါတယ်လာမယ့် တပွဲကြမှာသေးရနောက်ထပ်ပွဲတွေလည်းစောင့်ကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကြည်ပေးခဲ့တဲ့ဤကိုတယောက်ချင်းဒီတိုင်းကိုကျွန်တော် Sports Corner အဖွဲ့သားများအားလုံးရဲ့ကိုစားအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ